The Fall of Handauri 1959အခန်း26ကိုရောကြီးဖျားတွားကြပါစို့ဟန်ဒါဝရီမိဖုရားကောင်းကြီးအတန်ကနွမ်းလဲရလျာနွမ်းတော်ဗရင်းတကားတွင်ရက်နေသောဟန်ဒါဝရီဘင်ဥအောင်လာကမိတော့မိလျံများတင်းကြီးကြီးတောက်ပနေသောဟန်ဒါဝရီမျိုးကြီးအားကြည်ကငေးငိုက်လျံကိုရောကြီးဖျားမြင်းအစဉ်နေဖြစ်နေပါပြီတွားကြပါစို့တီရီနဲ့ကမုံငါသမီးတွေသူတို့ကငါစိတ်ဘူးလေ ကမိုးကကိုမောင်မေးလက်ထဲမှာဘေးမခနိုင်ပါဘူး။တီရီကိုလည်းစောပြားကကာဝင်ပါပါ။လာ၊သွားကြပါစို့။မြောက်ဘက်တကားမှာဗညာချင်းစောင့်နေပြီ။ဦးအောင်လာနဲ့မိဖုရားကြီးတို့သည်နန်းတော်အောက်သို့ဆင်းလာကြ၏။အိမ်တော်ပါ လူပြိုရသားအချို့နှင့် အပြိုရသားများကအထုပ်ပိုးများဖြင့်စောင့်နေကြသည်။ဦးအောင်လာကခါနာယောဂာနှင့်မို့မြင်းမော်တို့တက်ရန် လူပြိုရသားနှုတ်ကအကူအညီပေးရသည်။မြင်းမော်ရောက်တွင်အမတ်ကြီးများဖြစ်သည့်ဗညာရန်တဲနှင့် ညာရိန်မာတို့ကလက်နက်ကင်ပြက်များနေအတူသူတို့အနည်းတို့ရောက်လာ၏။ကိုရိုကြီးဖေဟာဘဲအမတော့ကွာဖို့မကြိုးစားပါနဲ့တော့နန်းတော်ထဲကိုပြန်ဝင်ပါဖေဟာဦးအောင်လာကမျက်မှောင်ကျိုးလိုက်သည်။ဘာဖြစ်လို့လဲပညာရန်တဲ့။မြင်းမှုမင်းသားပညာတလားစောပြနဲ့ဘဲကျော်တို့ထွက်ပြေးသွားကြပါပြီ။ဂရိဘူတင်နဆက်လေကုန်းမောင်တက်တွေစီကိုလက်နက်ချပြီးပူပေါင်းလိုက်ပါပြီ။ကျွန်တော်မျိုးတို့လည်းမိမိအသက်အတွက်အလောင်းဖေဟာတန်လက်နက်ချဖို့ဆုံးဖြတ်လိုက်ရပါလေ။ပညာချင်းရောပညာချင်း ။အညာချင်းနဲ့စောပြားနဲ့အတူမြောက်ဘက်တကားကနေထွက်ပြေးသွားပါပြီ။ဦးအောင်လာကကောင်းလိုက်ဆိုင်ကျသွားသည်။အဲ့ဒီတော့ငါကဘာဆက်လုပ်ရမှာလဲ။နန်းတော်တကားလေးဘက်စလုံးကိုပိတ်လိုက်ပါပြီ။ဘရင်မင်းမြတ်ကြီးရဲ့လုံခြုံရေးအတွက်နန်းတော်တွေကဘယ်မှမထွက်ဖို့မြေတူးမင်းသားကအမိန့်ပေးလိုက်ပါလေ။ဘရင်မင်းမြတ်တစ်ခုခုဖြစ်ရင်ကျွန်တော်မျိုးတို့အပြစ်သင့်ပါလိမ့်မယ်ဖေဟာ။ဦးအောင်လာကအန်ကိုတင်းတင်းကျပ်ရင်သူဤနန်းတော်ရှိရသူတစ်ချက်လဲကြည့်လိုက်။နန်းတော်ထိမှတလက်လက်ဝင်းနေသော ရွှေမန်ကင်းကိုစူးစူးဆိုင်ဆိုင်ကြည့်နေ၏။ မြို့ကြီးတစ်ခုလုံးအရှိန်ဟုန်ပြင်းပြင်းမိတိုက်ခံရသည့်အရှိန်ကြောင့်ကောင်းငင်တစ်ခုလုံးမှာညိုမောင်ပြီးအိမ်သားတို့များမှာ ဝေးဖွဲလာကြ၏နွေရုဖြစ်တော်လဲမိုးစက်မိုးပေါက်ကလေးများကဟန်တာရီမြို့ကြီးပေါ်သို့တပွဲပွဲကြလာသည်နေဝင်တော့မီအိုဝေဟန်တာရီမြို့ကြီးပေါ်တွင်ဝဲပြန်နေကြသောလရာများကိုခင်တော်မိကငေးကြည့်နေသည်ခင်ခင်နဘေးတွင် ရွှေကျူကလာရက်၏ခင်တော်မိမျက်လုံးတွင် မျက်ရည်များဝေတည်လျက် စိတ်မူပါနဲ့ခင်ခင်စစ်ပွဲမှာဓာတ်ရဲပါဝင်ပတ်သက်သူတွေမဟုတ်နဲ့တာမန်ပြည်သူတွေကိုဆိုရင်တော့ခင်ခင်တောင်းဆိုတဲ့အတိုင်းလမ်းကြောင်းဖွင့်ပေးမှာပါခင်တော်မိပါပင်ကမျက်ရည်များကျလာသည်မြို့ပေါ်မှာလရတွေအများကြီးပဲလူတွေအများကြီးတေကြပြီထင်ပါရဲ့အဖေရောဘေးကင်းပါမလားပဲဖြေကျူကခင်တော်မိပခုံးကိုဖတ်ကသူ့ဘက်သို့လှဲလိုက်ခင်ခင်မင်းဘွားတဆိတ်မပူပါနဲ့တော့ သူနဲ့လူသုံးလောင်ပိတ်ဆို့ထားတဲ့တောင်ဝင်စစ်ကြောင်းကိုကြော်ပြီးလွတ်မြောက်သွားခဲ့ပြီးရှင်ဟုတ်တယ်စောပြားကိုတော့ဖမ်းထားလိုက်တယ်ခင်ခင်အဖေကတော့ကိုကြီးရဲ့မိဘပဲမဟုတ်လားကျင်တော်မိကရွှေကျူးကြီးရင်ွယ်ထဲသို့တိုးဝင်ကငိုချလိုက်တော့ဤကိုတော်ကြီးဖေဟာအနောက်ဘက်မှခတ်အုပ်အတန်းကြောင့်ရွှေကျူးကခင်တော်မိကိုရင်ွယ်ထဲမှထုတ်လိုက်သည်ဘာကိစ္စလဲတက်ကလေးဘက်မှပြေးလာတဲ့ဟန်တော်ရီလူတစုကြီးကိုဖမ်းမိသားပါတယ် မိမနဲ့ကလေးတွေကြီးလူတရောင်ကျော်လောက်တော့ရှိပါတယ်။သူတို့အုပ်စုကိုခေါင်းဆောင်လာတာကတော့မင်းမှုမင်းသားအောင်စရဲ့မယားနဲ့ဟန်တော်ရီတမူအောင်တယောက်လို့ပြောပါတယ်။သူကကိုရိုကြီးရဲ့ကျင်ရော်ကိုတွေးဝင်တောင်းနေပါတယ်။ဟုတ်လား။နာမည်ကဘလို့တဲ့လဲ။လူကြီးကတော့ထော်ထော်ကြမ်းကြမ်းကြီးပဲ။ဗညာတာနော်တဲ့။တာနော်ကြီး။ဒါဆိုတာနော်ကြီးမသေးဘူးဗော။ခမားဟာဒီကခင်ခင်ရဲ့အသက်ခင်ကျေးဇူးရှင်လည်းဖြစ်တယ်။ဟိုးရင်ဟန်တော်ရီစစ်ပွဲထဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့တပ်မှုတစ်ယောက်လည်းဖြစ်တယ်။ဒီတော့ကျောက်တို့စီမှာစစ်မှုထမ်းမှာဒါဆိုကျောက်ရဲ့နောင်တော်ဘုရင်မင်းမြတ်ကိုကျောက်လျှောက်တင်ပြီးခမောင်းကိုဟန်တော်ရီမျိုးစားနေရတော့ထားပေးလို့ရတယ်။ရွှေကျူးဤစကားကိုဗညာတန်တော်ကခေါင်းခါလိုက်ပြီးမဖြစ်နိုင်ပါဘူး။ကျောက်ဟာငငယ်လေးကမိဘမဲ့ရုပ်ဆိုးပန်းတို့ကြီးလူဘလူးလို့ဥပရေုံနဲ့မွေးဖွားလာခဲ့တာပါ။ဒီကခင်တော်မီးတို့မိသားစုကကျောက်ကိုစောင့်ရှောက်ခဲ့တယ်။စစ်မြေပြင်ကိုလည်းဘူမင်းပညာချင်းပဲ ကျုပ်ကိုခေါ်ခဲ့တာကျုပ်ဘဝမှာစစ်မေပြင်မာရောပြင်ပအချိန်တွေမှာပါလူတွေအများကြီးကိုတတ်ခဲ့ဘူးလေခင်ဦးစားချင်းညိုတို့ညီအကိုကိုအဲမောင်းတန်နဲ့တတ်ခဲ့တာလေကျုပ်ပါပဲဒီတော့ကျုပ်ကိုခမရတို့အပြစ်ပေးပါဒါပေမဲ့ဒီကစာရနဲ့မိန်းမတွေခလေးတွေကိုတော့လွတ်မြောက်ခွင့်ပေးပါဒီကျန်းတဲ့လူဘလူကြီးကသူ့နှလုံးသားအစ်စ်နဲ့တစ်ချိန်တော့လူတွေကိုကဲ့တင်ခြင်းမသေးတယ် ရွှေကျူကခင်တော်မိကိုတစ်ချက်ငဲကြည့်လိုက်သည်ခင်တော်မိကဗညာတာတော်၏ရှေ့တွင်ထိုင်ချလိုက်၏တာတော်၏ဒီလူတွေကိုလည်းလှုပ်ပေးမှာပါကျမတို့နဲ့တော့ရှင်တူတူနေခဲ့ပါဘာပဲဖြစ်ဖြစ်ရှင်ကျေးဇူးတွေကျမအပေါ်မှာအများကြီးရှိနေခဲ့တာပါကျမပြန်ပေးဆက်ပါရစေခင်တော်မိငါတစ္ဆာတစ်ခါပဲခံခဲ့တာပါဟန်တော်ရီအတွက်ပဲတစ္ဆာခံပါပါဟန်တော်ရီရဲ့မတရားမှုတွေပျက်စီးမှုတွေပေါ်မှာငါစိတ်ပြက်ခဲ့ပြင်မဲ့ ဟန်တော်ရီကြာဆုံးတဲ့အချိန်မှာဟန်တော်ရီပြည်သူတွေနဲ့ပဲငါအတူတကွရှိနေမှာပါဟန်တော်ရီကိုဖျက်ဆီးခဲ့တဲ့လူတွေအရေးကိုတော့ငါမခွလုံမရစေနဲ့ဘာကြောင့်လဲဆိုတော့ဟိုးမှာစာရာဆိုတာမွန်သွေးတော့ပဲပါပြီဟန်တော်ရီကိုနောက်ဆုံးမှရောက်လာခဲ့တဲ့သူပါသူတော်မှလူတွေရဲ့ရှေ့ကရက်တည်ပြီးကဲတင်ခဲ့သေးတာပဲမဟုတ်လားခင်တော်မိခင်တော်မိကစာရာကိုတစ်ချက်ကြည့်ပြီးခေါင်းငုံလိုက်ပြီးကျမလည်းဟန်တော်ရီကိုချစ်ပါတယ်ဒါပေမဲ့ တာနောကခင်တော်မီးလက်ကိုယူကရွှေကျူးဤလက်ထဲသို့ထဲလိုက်၏ကျုံ့နမောက်ခမားလက်ကိုအပ်ပါလေခမားဟာစစ်တိုက်နေပေမဲ့နှလုံးသားရှိတဲ့ယောက်ျားကောင်းဆိုတာကျုံ့မြင်ုံနဲ့သိပါလေကဲသူတို့ကိုလှုပ်ပေးလိုက်ပြီးကျုံ့ကိုအခုပဲကွက်မြက်လိုက်ပါတော့ရွှေကျူးကခေါင်းကိုခပ်ပြေးပြီးခါလိုက်သည်ခမားလိုလူကိုကွက်မြက်လိုက်ရင်ကျုံ့ကနှလုံးသားရှိတဲ့ယောက်ျားကောင်းဘယ်ဖြစ်နိုင်တော့မလဲဗျကဲခမားတို့စစ်တောင်းချောင်းနိုင်ပြေးပါ ဖျားသုံးသူမှာလူသားတို့ကစောင့်နေကြတယ်။အယုဒယာဘုရင်အသက်ရဲ့တပ်တွေကလည်းခမားတို့ကိုကြိုးစုံနေမှာပါ။တွားကြတော့လူမြောက်တော့မီဖြစ်သဖြင့်လူအုပ်ကြီးမှာစူညံပွက်လောရှိုက်သွား၏။ဒီကစာရတဲ့လားခင်တော်မီကစာရဤလက်ကိုဆွဲလိုက်ပြီးထို့နောက်တူလက်တွင်ဆော်ထားသောဗရံများလောက်ကောက်ကိုချုပ်ကာစာရဤလက်ထဲသို့ထည့်ပေးလိုက်၏။မမလူသားစီကိုရောက်အောင်တွားပါ။ကျွန်တော်နေရောက်ဒီအမျိုးသမီးနဲ့ကလေးတွေကိုစောင့်ရှောက်နိုင်မယ်ဆိုတာကိုကျမယုံတယ်။စင့်မြေတလင်း ဟုတ်တစားဒီတစားမီးလောင်ကျနေသည့်မြေဝင်းငွေမျိုးရင်းတန်ရှင်းအောင်တုံးတင်ရှင်းလင်းစေဆိုသည့်အလောင်းဖျား၏အမိန့်မှာ အောက်ခြေအစင်းစင်းတို့၏အကောက်ယူပေါ်မူတီလျက်ဟန်တော်ရီကိုပုံမူတွေးစွန်းစေခဲ့လိမ့်ပြီးစစ်ပွဲ၏အချိန်တက်စဉ်ကာလများတွင်စစ်ပွဲအတွင်ပွဲကြောင်ရဟန်းများအပါအဝင်ရဟန်းအချို့တို့၏ပါဝင်ပတ်သက်မှုသည်လည်းကုန်းမောင်စစ်သည်တို့၏ဒေါသမီးကိုပုံမူတောက်လောင်စေခဲ့၏ဝေါ်ဆရာတော်အပါအဝင်ရဟန်းအချို့မှလွတ်မြောက်သွားခဲ့တော်လဲ ဝဲကြောင်၃ရွာနဲ့အတူကြံ့သည်မြို့တွင် မြို့ပြင်ရဟန်းအားလုံးမှာမြို့ရှင်းလင်းရေးတွင်ပါဝင်သွားခဲ့ကြသည်နန်းတော်နှင့်အတူကလဒိုင်းဟုခေါ်ကြသောဥရောပပုံစံအုတ်တိုင်အိမ်များမှလွဲ၍ကြံ့သည့်တသားအိမ်ကောင်းကြီးများမှပြပုံသည်စီကားပုခဲ့သည့်ဟန်တော်ရီလမ်းမများတွက်တွင်မြင်မကောပြန်ကျဲနေသောထောင်နှင့်ချီသောအလောင်းတော်များထံသို့အစာရှာလရအုပ်ကြီးကပြန်ကြီးတန်းကြီးဖြင့်ခွေးတိုက်ကလရစိတ်သည်ဖြင့် ပုံပြက်ပန်းပြက်ဖြစ်နေသောအလောင်းကုန်များကိုလူရက်စားတောင်းနေကြသည်။တချိန်ကဟန်တာရီ၏အထင်ကြီးဖြစ်ခဲ့သောမြို့လေးဘက်လေးတန်း၊ရွှေဘင်းကျဇေယျကြီးများမှအနက်ရောင်မီးလောင်တင်းငုံတို့များအဖြစ်သာကြံရတော်သည်။ဒိဆရာမိသည့်အမြောက်ကြီး69လက်၊အမြောက်ငယ်1300၊တနတ်2900ရန်စီ900၊ကန့်ကျိန်73သိန်းကိုရွှေမောတော်အောက်ဖက်တွင်အစီအစီခင်းကျင်းတာ၏။မင်းသားမောင်ရွာ၏၃ရက်ကြာလူသက်ပွဲသတင်းကိုအလောင်းဖျားကြားသိပြီးနောက် မြို့တွင်လက်လုံမိသူတို့ကိုလွန်စေနောက်ကိုကျင်လည်လူတို့ကို မတတ်မညက်စေနေဟုသောနောက်ဆက်တွဲအမိန့်ကို အလင်အမြန်ထုတ်ပြန်ရသည်ထိုအမိန့်ကြောင့်သာနန်းတော်တွင်ပုံအောင်နေကြသောမွန်အတီးသမားများသပင်သည်များလက်သမားပန်းဆယ်မျိုးပညာရှင်များနှင့် အတက်ပညာရှင်အမှုပညာရှင်များမှကိုမြတ်ခံရသည့်ဘေးမှကင်းလွတ်ကြရ၏ မျိုးရင်းတွေများမှာရွှေငွေကြောက်တံပရံများမှာအထယ်လိမ်များကိုစစ်တီများယူငင်ငွေပေးတာတပြေအချို့တံများမှာတူတံကအလူရဟန်တာရီ ရောက်ကွန်များအတွင်ဝင်ရသည်ပရံများစိတ်နေရွှေငွေများကိုမူတပိတ်တာကြော်လျင်မင်းပန္နာအဖြစ်စက်တာရမည်ဟုလည်းအမိတ်ထုတ်ပြန်ကြေညာထားရ၏အချိန်ကပန်းဆိုင်သူတို့ဤတင်ပို့ရစိတ်ကန်းဖြစ်ခဲ့သည်ပန်းတေစိတ်ကန်းမှသည်ငကားစိတ်ကန်းအထိချောင်းရည်သည်တွင်းညီနံများလှိုင်းလိုက်ထလျက် ူတွေအလောင်းများမှာရေအတက်အကျတွင်စုံစံမျောလျက်ဟန်တာရီကပျက်စီးခဲ့ပြီးဟန်တာရီပျက်စီးများအလောင်းကောင်များကိုဘူမူရွှေတောင်ကျော်တင်နေဗလာဒေဝါတို့က6ရက်တိုင်းတိုင်းရှင်းလင်းပြစ်ခဲ့ကြသည်ရန်ကုန်တွင်ဖွဲ့စည်းထားသောမိသက်အဖွဲ့မှအာဖရိကန်လူမျိုးနှင်းစီစပယ်တို့ဦးစီးသည်မိသက်သမားများသည်လည်းမျိုးရင်းဝင်ပြီး9ရက်ကြာမိငိမ့်တက်ရ၏ဟန်တာရီပြင်ဥအောင်လောက်ကိုလည်းနန်းတော်မှာစောပြားကြီးတိုက်သို့ပြောင်းရွှေ့နေစေသည် မြို့ဝင်သားရပြန်လည်ပေါ်လင်လာသည့်အခါမြို့တော်ကိုသိမ်းယူရန်အတွက်အလောင်းဖျားသည်မင်းကမင်းသားနှင့်အတူတပ်များခြံရံလျက်ဇေတုဝတီစီတီမြို့မှထွက်လာခဲ့ပြီဖြစ်၏1958ခုနှစ်မေလ12ရက်နေ့ဟန်တာရီမြို့တောင်ဘက်မိုးညင်းတကားအလောင်းဖျား၏မြို့သိမ်းတပ်ကြီးမှတကားရှိတွင်ရက်လိုက်ကြ၏တန်တော်ခန့်အရာရှိမင်းငယ်ရွှေတောင်ကမြို့တကားဝတွင်ရက်လျက်ဟန်တာရီမြို့သိမ်းအမိန်တော်ပြန်နှံကိုထုတ်ပြန်လာ၏ ဘုံတော်ကြီးမြတ်လာသောဇေယဝနတိုင်းသုနာပရဏတိုင်းတက္မဒီပတိုင်းရာမညတိုင်းအစရှိသော တိုင်းကြီးပြည်ကြီးထီးဆောင်မင်းတကားအပေါင်းတို့သခင်ပသိန်စိတ်တင်းမောဒလရန်ကုန်တင်းမောစေတန်လင်တင်းမောစေမုဒ္ဓမတင်းမောစေအပေါင်းတို့၏သခင်စင်ဖြူများရှင်အလောင်းမင်းတရားကြီးအမိန့်တော်ရှိသည်သာသနာဆောင်နံတမာရီနတ်မြတ်တကားအပေါင်းနှင့်ဟန်တော်ရီမျိုးကိုစောင်းလျှောက်သောနတ်တကားများအပေါင်းတို့ တန်တော်ခံအရာရှိကသာသနာဆောင်နဲ့နေအန်တော်ရီမျိုးဆောင်နဲ့တို့ကိုတိုင်တဲ့စီအမိန်ပြန်နှန်းကိုရှေလျားစွာဖတ်ပြီးစီနောက်စီတော်ယွန်းတံများထွက်ပေါ်လာ၏အလောင်းဖျားနှင့်သူ၏တံများသည်တက်တော်စဉ်အတိုင်းမြူရင်းသို့ဝင်လာကြသည်ဒုတိယရွာလိုက်သောမိုးဦးကမီးလောင်မီးစာပြောင်ပုံပေါ်သို့ကြားရောက်လာသည်ဖြင့်မီးကုန်းငွေများလှိုင်းထသွား၏အလောင်းကောင်များရှင်းလင်းသွားကြောင်းများလရများကတကောင်တလေကြံလိုကြံ냐ကောင်းငင်တွင်ပြန်ဝဲကအစာရှာလျက် နန်းတော်တကားဝါတို့အလောင်းဖျားစီးလာသည့်စင်တော်ရောက်သည့်နေ့ခီယူတင်းသံများထွက်သွား၏တနက်ကိုင်းတက်တထောင်ကျော်ကတနံများကိုငိုးပေါ်တို့တပြိုင်နက်ပစ်ဖောက်လိုက်ကြသည်မြားကြီးများကလည်းတဖောင်းပေါင်းပစ်ကြ၏ဟန်သာဝရီနန်းတော်ပလင်ဆောင်တွင်ရှိနေသောမင်းသားမောင်ရွကတူးလက်ထဲမှဒရှိကိုဆွဲထုတ်လိုက်သည်ထို့နောက်ပလင်အနောက်ဘက်တွင် ရှိနေသောဖြီးဖြူရိုးကိုဓားဖြင့်ပိုင်းချလိုက်၏ဟန်သာဝရီဖြီးဖြူမှာနန်းတော်ကျန်းသူတိကနေပြတ်ကြသွားသည် မောရောဖျားချေရင်ဘိုးစီကိုလည်းတားတော်မင်းသားဖြစ်သောအမြင့်မင်းသားမောင်ဘိုးကလှန့်ရှည်ဖြစ်ထိုးဖောက်လိုက်၏ဟန်တာဝရီသည်ထီဂျိုစီပေါက်ခဲ့ပြီဦးအောင်လာကရီဝေသောမျိုးလုံးစုံဖြင့်ကြားယုတ်တလွန်ထက်သို့မောကြည့်လိုက်၏အလောင်းဖျားကအောင်မြင်ဝင်ကြွားသာဖြင့်ရင်ကိုမောက်ထားသည်ဘူဘူရသားများယူလာပေးသောကလပ်ကိုဥော်လာကတုံတုံကြီးဖြစ်လမ်းယူလိုက်သည်ဖို့နောက်ဇီးသီးခန့်ဗရံများကြီးဖြစ် ချင်းသေးရုတ်ခန္ဓာသောဟန်တော်ရီပင်ဤဗရမျလက်စုပ်ကိုကလပ်ပေါ်တွင် တင်ကာအလောင်းပရဒံဒူးတော်လျက်စက်သားလိုက်၏။ငုံပြင်းတို့သုံးဆွဲကြသည်။ရွှေနီဖလန်ဆလွယ်ကြီး24ဆွယ်နှင့်မြာဤခုနှလုံးတင်လက်စုပ်တို့ကိုလည်းတမျိုးစီစက်သားရသည်။အလောင်းပရဤတစ်ဖက်တစ်ချက်တွင်တလွန်ပြစ်ထိုင်နေသောဥပရိယာသာဥောင်များကလက်သီးကိုစုပ်ထား၏။သူ၏မျက်နှာကမူအလောင်းပရပြင်ရှိဒူးတော်နေသောအကိုဖြစ်သူကိုမကြည့်မိအောင်လွှဲထားသည်။ အလောင်းဖျားကိုလက်စွပ်ဆက်တာပြီးသည်နော်ဒူးခွေညှက်ကြသွားသောဥောင်လာကိုနဘေးတွင်ရှိနေသောဂမုံးကဂျိုင်းမှစွဲမှကတွဲလိုက်ဥောင်လာကဂမုံးကိုတစ်ချက်ငဲကြည့်လိုက်အဖေကိုခွန့်လို့ပါသမီးဂမုံး၏မျက်ရည်ပေါက်တစ်ပေါက်ကဥောင်လာ၏ပခုံးပေါ်တွင်ရွေးကနေခံစားလိုက်ရ၏ဘကိုးမြစ်ပေထော်တလေးပါချောင်းလူပေမြေပြန့်တွင်ငပိထက်ရန်ငါးသိန်းငတန်းများကိုနေလန်းနေကြသောကရင်အမျိုးသမီးငယ်ကလေးများမှာ တောင်မြင်ပေါ်တွင်လာတင်နေသောအရာတစ်ခုကိုစူးစမ်းနေကြသည်။ဟန်တာရီတွင်စစ်ပွဲများဖြစ်ပွားပြီးသည့်နောက်ပိုင်းတွင်ဘကိုးမြေအတွင်းသို့အလောင်းများရာနှင့်ချီကရောပါလာကြသည်။အလောင်းတို့မှထော်သလေးကန်းသားတွင်လာတင်တတ်ကြ၏။အစာပိုင်းတွင်ရွာသားများကအလောင်းများကိုကောင်းမြင်စွာမြေမြုပ်သူတို့သောလည်းနောက်ပိုင်းရကြာလာသည်နှင့်အမျှပုံပြတ်ပန်းပြတ်အနက်ထွက်နေသောအလောင်းများကိုမူဝလုံးပြက်သာတင်လို့ကြ၏။ယခုလာတင်နေသည်မှာအလောင်းကမဟုတ်အသက်ရှိနေသောလူတယောက်ခန္ဓာကိုယ်အနှံ့ တန်ရာဘလဘွားနေကရင်အမျိုးသမီးအပြိုကောင်းဖြစ်သည်နန်းဝါဝါကအသက်ရှူနေသည့်ထိုသူ၏အနီးသို့ကပ်သွား၏အသက်ရှူသေးတယ်ရွာထဲကဖူးဝဲလောကိုအမြန်သွားခေါ်ကြ၏ခန္ဓာကိုယ်နှံ့တွေးများက တစိမ့်စိမ့်ထွက်နေပြီးဝဘိုးဝါတလုံးကိုဖတ်ကာရေရင်မျောပါလာသောထိုသူ၏မျက်နှာမှာ ဖြူပတ်ဖြူရော်ဖြစ်နေ၏နန်းဝါဝါကထိုသူ၏ဒဏ်ရာများကိုကြည့်ရှုရန်အနီးတွင်ဒူးထောက်ထိုင်ကြလိုက်၏ ရှင်းကိုကဲဖို့စင်းစရာကျမတို့တွားခေါ်ထားတယ်နော်မပူနဲ့နဝဝကကရင်ဘာသာစကားဖြင့်ပြောနေသည်ကိုထို့သူကနားမလဲသို့တော်မျက်လုံးများပွင့်လာ၏သူဤဘဲဘက်လက်ဖြင့်နဝဝကိုလက်ရက်ခေါ်နေခြင်းဖြင့်ထိုအခါမှထိုသူတွင်ညာဘက်လက်တစ်ဖက်မရှိမှန်းနဝဝတိလိုက်ရသည်နဝဝကဂယုဏတက်စွာဖြင့်ထိုသူဤအနည်းသို့မျက်နာကို တိုးကပ်လိုက်၏ခင်တော်မျိုးကိုတောင်းပန်ပေးပါကျုပ်တို့ချက်လွန်းလို့အမားတွေလောက်ခံမိတာပါလို့ပြောပေးပါ ဘယ်ကျော်ဤမွန်စကားတံကိုလဲဝါဝါနားမလဲစေးစရာအဖူးအလောလာရောက်ရှိချိန်တွင်တော့ဘယ်ဘက်လက်တစ်ဖက်ပြတ်နေသည့်ထိုသူသည်အသက်ကင်းမဲ့သွားခဲ့ပြီဖြစ်သည်မကြာမီကရင်အမျိုးသမီးများကထိုအလောင်းကိုဗကိုးမြေထဲသို့ဝါးများဖြင့်ထိုးချလိုက်ကြတော့ဤအခန်း29စိုက် The Fall of Handari 1959အခန်း29 1959ခုနှစ်မေလ25ရက်နေ့ တလပန်း၏လက်အောက်ခံဖြစ်သောနိုင်မှုတို့၏တံများကတန်လွင်မြင့်အနောက်ဘက်ရသွေးပြန်ရွာပတ်ချလေတွင်ဖြန့်ကျက်နေရာယူထားကြ၏တောအတွင်းမှဂျိုးကူတံများအစဉ်စဉ်ထွက်လာသည်နိုင်မှုကတနက်ကင်တံများကိုအသင့်နေရာယူခိုင်းလိုက်ကြ၏တောတွင်းမှကရင်မုံဆိုးများ၏အချက်ပြတံအရာ တက်ကြီးတက်တက်တောနဲ့ထဲတိုးဝင်လာနေခြင်းဖြစ်ကြောင်းသူတို့အားလုံးသိထားကြသည်ကရင်တက်လောဟန်တော်ရီမှဆုတ်ခွာလာသောတံများလောဝေခွဲမရနိုင်သေးသဖြင့်ကင်းပုံမှာဖြန့်ကျက်ကစောင့်နေကြခြင်းဖြင့် တောင်းနေလာတော့တက်ကတပြေးပြေးရွာစီတို့ကြီးကလာပြီဖြစ်သည်ဖုံဖုံဖုံစီယိုထိတ်စီမှာတနက်ပြစ်ပေါက်တံများတံမှုဖြစ်သောဗညာတို့လာအောင်စာဤစင်ကိုတနက်ကင်တံများကဝင်းရံကာကွယ်လိုက်ကြသည်တလပန်းတက်တွေဖြစ်နိုင်နေအလံတွေလွင်လွင်အင်းသာရုပ်အလံများကိုရှေ့ပြေးတံများကတွင့်ထူလိုက်ကြ၏ငါတို့ဟန်တော်ရီမြင်းမှုမင်းသားရဲ့တက်တွေပါတလပန်းရဲ့တက်တွေဆိုရင်ကျုပ်တို့နဲ့အမြန်လာပြီးပူးပေါင်းပါ မွန်ဘာသာဖြင့်အော်ပြောလိုက်ကြသဖြင့်တနတ်တန်များငြိမ်ကြသွားသည်နောက်ထပ်အပြန်အလှန်ဂျိုးကူတန်များထွက်လာကြ၏ခဏကြာတွင်ဒူးလေးကိုစီကင်လာသောကင်းမုံဆိုးများကတစ်ပင်များပေါ်မှဆင်းလာကြသည်ငါတို့နောက်ကိုလိုက်ခဲ့မုံဆိုးများကရှေ့မှလမ်းပြသွားကြ၏ပညာတလအောင်စားကထိုအခါမှတပြင်းချကသူ့နောက်မှကြီးတော်မိုးများအားရွှေတီးကိုဖွင့်စေသည်ရသွေးပြန်ရွာငယ်ကလေးထိတ်တို့အောင်စာဤတမ်းများရောက်ရှိလာပြီဖြစ်သည်ရွာစည်းရိုးတွင်ရက်နေသောနိုင်မှုဆင်းလာ၏ ိုင်ဘူးငယ်ပါလားကွအောင်စာဤအတန်ကဝမ်းသာအာရနိုင်ဘူးကလက်အုပ်ကိုပင်မချီပဲလက်ကိုပိုက်တာသည်အောင်စာကစင်ပေါ်မှဆင်းလာ၏ဟန်တော်ရီကြာသွားခဲ့ပြီနိုင်ဘူးငါ့ကိုတော့နဲ့တလပန်းပူပေါင်းပြီးဟန်တော်ရီကို ပြန်ယူကြဘူးငါလာခဲ့တာပဲတလပန်းကိုငါစီကိုလာခါစားစီပါဘိုးချုပ်တလပန်းကဒီမှာမရှိပါဘူးကော့ကွန်းမှာတက်ချနေပါလေအေးဒါဆိုလဲကော့ကွန်းကိုအခုချက်ချင်းသွား ငါ့ကိုလာခစားစေလို့နိုင်ဘူးကခေါင်းခါလိုက်ပြီမဖြစ်နိုင်ပါဘူးမင်းသားဘာအောင်စကမျက်မှောင်ကျုပ်လျက်နိုင်ဘူး၏နားသို့ကတ်သွား၏မောင်မင်းကငါ့မိန့်ကိုမနာခံတာလားဒါဟန်တော်ရီမဟုတ်ပါဘူးမင်းသားကျွန်တော်မျိုးဘိုးကျုပ်တလပန်းရဲ့အမိန့်ကလွယ်ပြီးတခြားဘသူရဲ့အမိန့်ကိုမှမနာခံနိုင်ပါဘူးမောင်မင်းအောင်စကဓားပေါ်တို့လက်တင်ကရှေ့သို့တိုးလိုက်သည်နှင့်အနည်းရှိတနက်ကင်တံများကအောင်စကိုဖိုးချိန်လိုက်ကြသည် အောင်စနဲ့အတူပါလာတော့ကိုရံတော်တက်ကလည်းတဏံများပြပြန်ချိန်လိုက်ကြ၏မင်းသားစင်စင်ရဲ့လှုပ်ပါဒီနားပတ်ချလဲမှာကျွန်တော်မျိုးရဲ့တက်တွေထောင်နဲ့ချီပြီးဖြန့်ကျက်ထားပါလေမင်းသားရောမင်းသားရဲ့တက်အင်အားလောက်ကိုပါမမှုပါအောင်စကလက်ပေါ်မှာဓားကိုပြန်ချလိုက်သည်ထို့နောက်အန်ကိုကြိတ်လျက်တပ်ပြင်းကိုခက်လေးလေးချလိုက်၏ဒါဆိုလဲတာလီဘန်ရှိအောင်ငါဆက်သွားမယ်ဘုံမှုတာလီဘန်အမိန့်ချထားပါလေဟန်တော်ရီကလာတဲ့ဘသူတက်ကိုမဆို ရသေးပြန်ကူကိုကြော်ခွင့်မရှိပါ။အေးငါတက်လေကွာဘာလို့မဖြစ်ရမှာလဲ။မင်းသားတွေးနေတယ်ဆိုရင်တော့တက်တွေကိုဒီရွာထဲမှာပဲထားခဲ့ရပါလိမ့်မယ်။မင်းသားတယောက်လည်းသာဗိုလ်ချုပ်တော်ဘန်းနဲ့လိုက်တွေ့ပါ။မောင်မင်းတို့မောင်မင်းတို့အောင်စားကဒေါသကိုမျိုးသိမ့်လိုက်သည်။ကဲဒါဆိုငါ့ကိုလိုက်ဖို့ကြီး။မကြခင်နေဝင်တော့ပါမယ်။မင်းသားဒီရွာမှာပဲခိတ္တနားပါဦး။မနှက်အာယုံတက်မှကျွန်တော်မျိုးတို့စင်နေနဲ့တွားကြတာပေါ့။ ကော့ကွန်းအီယံတာလီဘန်၏ယာယီတပ်စခန်းသည်တွန်လွင်မြေကမ်းတစ်လျှောက်ဒေကနာကြီးမှဖြစ်တန်းစီလျက်စစ်သည့်အချို့ကကရင်ရွာသားများနှင့်အတူကြီးမားသောဝါပုံကြီးများကိုဖွဲ့နေကြသည်ရေစည်းတန်သော တွန်လွင်မြေကိုတာလီဘန်ကငေးကြည့်နေ၏သူ၏ဘေးတွင်မိထောဟောအခုဘာလို့ဟိုဘက်ကံကိုမကူးကြသေးတာလဲအခုကိုစောင့်နေတာလားတာလီဘန်ကခေါင်းငိတ်လိုက်သည် ဟုတ်တယ်တော့သူဒီနေ့ညနေပဲရောက်လာလိမ့်မယ်တာလီဘန်၏စကားကြောင့်မိထောဟောမှာမျက်နှာလေးငယ်သွား၏ အကိုသူ့ကိုတိတ်ချစ်တာပဲနော်အခုတော့သူရောက်လာတော့မှာပေါ့တလပန်းကမိထုံးအောင်ဘတ်သူလှည့်ကြည့်လိုက်ဒီနေပါဦးထုံးညီကဘသူ့ကိုပြောနေတာလေဟိုဘရင်သမီးတော့တလပန်းကမိထုံးအောင်ဤပခုံးကိုခတ်တင်းတင်းဖတ်လိုက်ဒီငါနမနဲ့ကွယ်တွေးမိတွေးရတွေတွေးနေတာပဲကမုံးကအောင်လေရရဲ့မိဖုရားကြီးဖြစ်နေပြီငါစောင့်နေတာ तू မဟုတ်ဘူးသူ့ကိုစောင့်ကြရလဲမလို့တော့ပါဟိုထုံးကငါမရလေးလေကွယ် ငါမရကလွဲပြီဘယ်မိမကိုစောင့်မျှော်ရအောင်မလို့ဟင်ဒါဆိုအကိုစောင့်နေတာဘာတူလဲအောင်စာညနေစောင်းခဲ့ပြီတန်လွင်မြစ်ပြင်စီရွှေအိုရောင်တစ်ဖက်ပြတ်တန်းလျာအောင်စာဤစင်ကယာဤတဲနဲ့ရှိတွင်ရက်လိုက်သည်နိုင်ဘူးကတလပန်းဤတလွန်ရှိသို့ဝင်လာကဒူးတုံရှစ်ကိုးကတစုံတစ်ခုကိုရှောက်တင်လာ၏အောင်စာကစင်မောင်မစင်ကတဲနန်းအတွင်းသို့ဝင်လာသည်တလပန်းကတလွန်ပေါ်တွင်ထိုင်မြဲထိုင်လျာ ဟန်ဂါရီကိုကုန်းမောင်တပ်တွေတင်လိုက်ပြီတာလီဘန်။ငါနဲ့အတူဟန်ဂါရီကိုပြန်တိုက်ယူဖို့ပူးပေါင်းမှာအနောက်မှာဘဲကျော်စောပြားနဲ့ဗညာချင်းရဲ့တပ်တွေလည်းစုခွာလာကြတယ်။မကြခင်ရောက်လာတော့မယ်။တာလီဘန်ကတလွန်ပေါ်မှထားလိုက်သည်။အောင်ဆာကသူ့အားနေရာဖယ်ပေးသည့်အထင်နဲ့တလွန်ရှိရာသို့ပြုံးကာလျှောက်သွား၏။လူချင်းရှင်လေးကဖြစ်သွားသောအခါတလဘန်းကဓမြောင်ကိုထုတ်ခါအောင်စာ၏ဝမ်းပိုက်ကိုချက်ပေါင်းများစွာထိုးလိုက်တော့သည် အောင်ဆကတလပန်းဤခြေရင်းတွင်ဒူးထောက်ကျသွား၏ဟန်တော်လီပြည်သူတွေမသေးသင့်ပဲသေရတာမင်းတို့ကြောင့်မင်းတို့ကြောင့်တလပန်းဤအတန်ကဒေါသဖြစ်တုံရင်နေစီအောင်ဆကတလပန်းကိုမောကြည့်လိုက်၏မင်းလည်းဘာများထူးလို့လဲကိုလို့ယုံသွားတယ်တစ္ဆာဖို့တစ္ဆာဖို့ဝေဒနာခံစားနေရသည့်ကြောင့်မှာအောင်ဆကလောင်မြုံပြုံးရင်းအာယူပြောလိုက်သည် အောင်ဆ၏စကားကြောင့်တာလီဘန်မှာရုပ်တရက်အနောက်သို့ဆုတ်လိုက်၏ ူရိုင်ထဲတွင်ခူလျက်ကျသွားပြီဖြစ်သောအောင်ဆကနောက်တစ်ဖန်ခေါင်းပြန်ထောင်းတော်သည်တလပန်ငါလောင်းကိုမြေမမြုပ်နဲ့ရေထဲပဲချပြီအဲ့ဒါမှနန်းသူရဲ့အောင်ဆငိန်သက်သွားလိပြီသူ၏စီးကြောင်းများကယာယီတဲနန်းမြေပြင်ထဲသို့တစိမ့်စိမ့်နောက်ဆက်တွဲဖြစ်ရများ1958ခုနှစ်မေလ18ရက်တွင်ဟန်တော်ရီပြင်းသမတ်စောပြားကိုတောင်ငူကျောင်းမှာဖမ်းဆီးရမိပြီးအလောင်းပြားတန်ဆက်တာသည် မေလ21ရက်နေ့တွင် စောပြားပုတ်မြတ်ခံခဲ့ရသည်1958ခုနှစ်မေလ21ရက်နေ့တွင်ပညာတာတော်ဝေါ်ဆရာတော်တို့ဦးဆောင်သည့်ဟန်တာဝရီစစ်ပေးများနှင့်လမ်းခွဲပြီးခင်မျိုးဖြစ်သူပညာတလအောင်စားတန်တို့လိုက်လာသောစာရကိုစစ်တောင်းတွင်ဖမ်းဆီးရမိပြီးအလောင်းဖျားထံစတ်သားသည်မြေရူးမင်းသားဤတောင်းမှန်လျှောက်ထားမှုအရမေလ30တွင် စာရအားလွန်ငင်းတွင်ပေးပြီး ပြင်သစ်စစ်ဘိုလ်မီလက်၏မယားအဖြစ်ပေးအပ်ခဲ့သည်1959ခုနှစ်ဇွန်လ24ရက်နေ့တွင်ဟန်တာဝရီပြင်မျိုးအတွင်းမျိုးတို့ကို ပုံကန့်သူတို့မိခိုရာဖြစ်မည်ဆိုသည်ဖြင့် အပီးတိုင်းဖျက်ဆီးစေဟုသောအလောင်းပြား၏အမိန်အရမြို့အင်္ဂါရက်များအလုံးကိုအပီးတိုင်းမီးရှို့ဖျက်ဆီးပစ်သည်1958ခုနှစ်ဇွန်လ2ရက်တွင်အလောင်းပြားသည်ဟန်တော်ရီမရန်ကုန်သို့ပြန်လည်ထွက်ခွာသွားခဲ့သည်1958ခုနှစ်ဇွန်လ9ရက်နေ့တွင် ဗညာတာနော်ဝေါ်ဆရာတို့အသီးသီးခေါင်းဆောင်သည့်မွန်စစ်ပေးရှောင်များမှာအယုဒ္ဓယာနှင့်ဇင်းမဲ့ပိုင်နယ်မြေများအတွင်းသို့ဝင်ရောက်ခိုးလုံခဲ့ကြသည်အယုဒ္ဓယာပြင်စွန်တက်ဖရာချာအိုဧကတက်ကမွန်လူမျိုးများအားမိမိတို့၏ရိုးရာမပြတ်စေဘဲနေထိုင်ခွင့်ပေးခဲ့၏1960ပြည့်နှစ်ဖေဖော်ဝါရီလတွင်အလောင်းပြရသည်အယုဒ္ဓယာသို့စစ်ကြည့်သည်1960ပြည့်နှစ်ဧပြီလ18ရက်နေ့တွင်အလောင်းပြားနာမကျန်းဖြစ်၍အယုဒ္ဓယာမှပြန်လည်ဆုတ်ခွာစဉ်မေလ17ရက်နေ့တွင် မုံတမနယ်ကင်းရွာတွင်အလောင်းဖျားကွယ်လွန်ခဲ့သည်1960ပြည့်နှစ်ဇွန်လ9ရက်နေ့တွင်အလောင်းဖျား၏သားတော်ဒီပဲမင်းသားမောင်လောက်ကထီနန်းဆက်ကံသည်နန်းတက်ပြီးမကြမီတွင်ညီတော်မြေတူးမင်းသားမောင်ရွနှင့်မင်းကောင်တော်ရထားမတွန်တို့အကြားသဘောထားကွဲလွဲမှုများကြောင့်မတွန်ကအင်းဝမျိုးကိုအခိုင်အလုံကာဝယ်ကာပုံကံသည်1960ပြည့်နှစ်ဒီဇင်ဘာတွင်ကုန်းမောင်တံများကအင်းဝမျိုးကိုဝိုင်းရန်တိုက်ခိုက်ကြသည် မတွန်ဤအားထားရသောတပ်ဖြစ်သည်ကတိမင်းသားမောင်မင်းဦးဆောင်သည်ကတိမြင်းစီတပ်များမှကိုမောင်တပ်များနှင့်ပူးပေါင်းသွားခဲ့သည်မတွန်ကတန့်ရအနှဲငယ်နှင့်ပန်းလောင်းမြစ်တစ်ဖက်ကမ်းသို့ဆုတ်ခွာသည်ကြောက်ဆယ်ဘက်တွင်ဒိုင်းလွေရအရှိဘတ်ဝလဲတောင်ပေါ်တွင်စီးကြိုင်တွင်တနတ်တန်ရရသည်ဖြင့်ခြုံထဲတွင်ခေါင်းအောင်နေသောငတို့ငိုမခရယာဘူတီတိရွှေတောင်တို့ဤတက်ကတနတ်ဖြစ်ပြစ်ခတ်ကိုမြတ်ခဲ့သည်1962ခုနှစ်စက်တင်ဘာလတွင်ဒီဘဲမင်းသားမောင်လော နန်းစတက်ခါစားကပင်အဆက်အသွယ်ဖြတ်တော့ကပုံကံဟန်ရှိနေသောဘာရီတော်တောင်ငူစာသရိုးတင်တူရွှေကျူအားစစ်ချီတိုက်ခိုက်သည်အတုလဆရာတော်နှင့်မြေရူးမင်းသားအမြင့်မင်းသားဗရုံမင်းသားစသောအလောင်းပြားဤသားများကဘာရီတော်အားဝင်ရောက်ဖြောင်းပြတော်လဲရွှေကျူကလက်မခံခဲ့ကော်ကွန်ရက်တွင်စကန်းချနေသောမွန်စစ်သူကြီးတလဘတ်နှင့်တောင်ငူဘင်ကံသရိုးတင်တူရွှေကျူ၏ ရောက်ခမတော်ဆက်သူဗညာချင်းတို့တံများပူပေါင်းကအင်အားတထောင်ပြေရွှေကျူအားစစ်ကူဘေးရန်တောင်ဦးတို့ခြိတက်လာကြသည်စစ်တောင်းတို့ရောက်သောအခါအိုးမောင်တံများကရေတက်ကြီးတက်တို့ဖြင့်ကြားပြတ်တိုက်ခိုက်သည်ဖြင့်ပြန်လဲဆုတ်ခွာသွားကြသည်1962ခုနှစ်ဖေဖော်ဝါရီလတွင်ဒီဘဲအမင်းကိုတိုင်ဝင်းရန်တိုက်ခိုက်ကတောင်ဦးမျိုးကိုရရှိသည်ဗာရီတော်တောင်ဦးသာရွှေကျူဇနီးဖြစ်သူခင်တော်မိသမီးဖြစ်သူမေကွန်းပေါ်တို့အားတေရန်ချမှတ်ခြင်းမပြုဘဲ ပိတ်ဖြူဝစ်တင်ဥပုပ်တဲများဖြင့်နေထိုင်စေခဲ့သည်တောင်ကိုအေးနေပြီးနောက်1962ခုနှစ်ဧပြီလတွင်တလဘန်သည်ဒီဘဲမင်းမောင်လောက်ထံတစ္ဆာခံယူသည်ထို့နောက်တလဘန်နှင့်နောက်လိုက်နောက်ပါများမှအရက်သားများဖြင့်ဟန်တာဝရီအနီးခရမ်းသောဝဒေသတွင် နေထိုင်သွားသည်ဟုတလဘန်၏မြေတော်သူဥရွှေခေါင်း၏မြေဥလာဆိုးခါတလဘန်ဆို၏လက်နှိတ်ဆက်မှု စာတမ်းများတွင်ဖော်ပြသည် ကွဲလွဲချက်များရှိနိုင်ပါသည် တာလီဘန်၏လက်ထောက်ဖြစ်သောနိုင်ပူမှာတာလီဘန်၏သဘောထားကွဲလက်ကအင်အားအလုံးရင်းနှင့်အတူအယုဒ္ဓယာဘုရင်ထံကိုဝင်သည်နောက်ပိုင်းတွင်နိုင်ပူသည်ဗညာနောရာဘွဲကိုရရှိကာထိုင်းဘုရင်လက်အောက်ခံမွန်စစ်တီများ၏စစ်ဦးစီးချုပ်ဖြစ်လာခဲ့သည်1962ခုနှစ်အောက်တိုဘာလတွင်ဗညာချင်းသည်အယုဒ္ဓယာသို့ခိုလုံခဲ့သည်1980ပြည့်နှစ် ဘန်ကောက်မြို့ဤဘောဆရာတော်ထူထောင်ခဲ့သည့်မွန်ဖုံးရောက်ရှိသူရထလုံးတစီစိုက်ရောက်လာခဲ့သည်ရထလုံးပေါ်မှဆင်းလာသူကအသက်60ကျော်အရွယ်ရှိဘောဝဖြိုင်းပြန်ခရစ်ယာန်တီလာရှင်အိုဤတပါခြံဝင်းအတွင်းတွင်တပည့်စည်းလဲနေသောကိုရင်လေးအားတီလာရှင်အိုကမွန်ဘာသာဖြင့်တစုံတစ်ခုကိုပြောလိုက်သည်ကိုရင်လေးကကျောင်းဝင်းအတွင်းသို့လမ်းပြခေါ်ဆောင်သွား၏ဖုံးတော်ကြီးကျောင်းဤအနောက်ဘက်ရေကန်ကိုဖျက်ကျော်သွားသည့်အခါတစ်သားအဆောက်ဦးငယ်တစ်ခုကိုရင်လေးကလက်ညှိုးထိုးပြကပြန်လဲထွက်သွားသည် ၏ခရစ်ယာန်တီလာရှင်အိုကြီးကအဆောက်အဦးတကားဝရင်ရက်လာ၏အဆောက်အဦးထဲမှာဖုံကြီးတစ်ပါးထွက်လာသည် တပည့်တော်မှလူစားပါဖုံဖို့မွန်စကားပြပီတတကြောင့်ဖုံကြီးကပြုံးလာ၏ကျုပ်မေကအင်းဝသူပါဒါကြောင့်ကျုပ်ကဗမာသွေးတော့ပါပါတယ်မွန်လိုလည်းပြောတတ်ပါတယ်တကမအိမ်မသာလူစားပင်ပါတပည့်တော်မကိုအခေါ်လွှဲလိုက်တယ်ဆိုလို့ပါဘာကိစ္စများပါလဲအင်းအထဲမှာလူမမတယောက်ရှိနေတယ်အခုကသူ့ရဲ့နောက်ဆုံးချိန်လို့ပြောလို့ရပါတယ် သူကဒကမာကြီးကိုရမ်းတွေ့ရင်နေတယ်။ဒါကြောင့်ကျုပ်ကစာရေးပြီးခေါ်ပေးရတာပါပဲ။ကဲအချိန်သိမ့်မရဘူး။အဲမှာသူစောင့်နေလေရဲ့။ဖုန်းတော်ကြီးကကိုကိုဘေးသို့ယူပေးလိုက်။ဝီဇာကခေါင်းကိုငုတ်ကအတွင်းသို့ဝင်လိုက်သည်။ခရင်ငယ်လေးတစ်ခုပေါ်တွင်လဲလျောင်းနေသော ဖုန်းကြီးအိုကြီးတစ်ပါးအသက်80နီးပါးရှိနေပြီးအရိုးပေါ်ရေတင်လျက်ပါဇက်ကိုဟလျက်အတက်ကိုခပ်ပြင်းပြင်းရှုနေ၏။ဝီဇာကကရင်ဘေးမှခုံပူလေးတွင်ဝင်ထိုင်လိုက်သည်။ ိုရော်ကြီးကိုရော်ကြီးတွေ့ကျင်နေတဲ့သူ ရောက်လာပါပြီ။ပေါဝါရင်ရက်နေသောဘုံကြီးအတန်ကြောင့်ဘုံကြီးအိုကြီး မျက်လုံးများ ပွင့်လာသည်။အယိုးငေါ်ငေါ်လက်တို့ကလေထဲတွင်မြောက်တက်လာ၏။လူစားကထိုလက်တို့ကိုစုပ်ကင်ထားလိုက်သည်။ကျုပ်ကိုမှတ်မိရဲ့လားလူစားဘုံကြီးအိုကြီးမျက်ဝန်းများမှမျက်ရည်များလဲ့လျက်မှတ်မိတာပေါ့ပညာချင်းဘုံမူပညာချင်းပညာချင်းကပြုံးလိုက်သည်။ပါပင်ထက်သို့မျက်ရည်များက တစိမ့်စိမ့်စီးကြလာ၏။ ျုပ်ဟန်တာရီကိုပြန်ရင်လေလူစာကျုပ်ကိုပြန်ဖို့ပေးပါကျုပ်ပြန်မယ်လူစာထံမှမိသည့်တန်းမှထွက်မလားဘုံကြီးအိုကြီးကပြန်ပြီဆိုသည့်စကားကိုနှုတ်မှတတို့တို့ရွတ်လျက်ငြိမ်သက်သွားတော်သည်ဟန်တာရီလည်းမရှိတော့ဘူးအယုတ်ရလည်းမရှိတော့ဘူးဘုံမင်းပညာချင်းအားလုံးဟာပျက်စီးကြရတာပါပဲအားလုံးဟာခဏတာပါပဲခဏတာပါပဲအဖွားကိုလူစာကခတ်တိုးတိုးညီးရင် ဖုန်ကြီးအိုကြီးအေးဆက်နေပြီဖြစ်သောလက်ကိုအตาလွတ်ချကာသူ၏ရင်ဘတ်ပေါ်သို့တင်ပေးလိုက်တော့ဤခတ်စော The Fall of Handauri 1958ပြီးပါပြီ